တောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလို့မရှိဆန့်ကျင်ကြောင်းစင်တာပြပွဲတခုကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။မောက်တူပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါဆန္ဒပြပွဲကို AMF DMC မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပြပထောက်ပို့ RM ဒေဂူအာတောကတုခဂူမိထောက်ပို့အဖွဲ့တွေကဥဆောင်ပြီးပြုလုပ်ခဲ့ကြတာပါ။ ဒေါန်ဒီကူရောရှိမှာဆန္ဒပြတဲ့ပွဲဖြစ်ပါတယ်ဒီပွဲကိုကျွန်တော်တို့ AMET PRC အနေနဲ့ဟော IR ဖွင့်တယ်ပူးပေါင်းပြီးပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီတော်လိုင်းရေးကိုကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့စိတ်ခံယူချက်နဲ့ကျွန်တော်အဆုံးထိတိုက်ပွဲဝင်ဖို့လဲကျွန်တော်တို့အဆုံးဖြတ်ထားပါတယ်ဒီအတွက်လဲဒီတော်လိုင်းရေးကိုမဆုံးမနစ်ပဲဒီနေ့ချိန်ထိတော်လိုင်းရေးတန်ဖို့လုံးဝမကြပါဘူးကျွန်တော်တို့လက်ရှိကိုဒီတော်လိုင်းရေးကိုအော်မြင်မြင်နဲ့အဆုံးထိတိုက်ပွဲဝင်ဖို့ကျွန်တော်တနေ့ကြပြုထားပါတယ်ဒီတိုင်းလဲဆုံးထိတိုက်ပွဲဒီတိုင်းလဲဆုံးထိ အဇင်းရောဘုဟောရမိအဇင်းရောဘုဟောရမိအဇင်းရောဘုဟောရမိဆန္ဒပြသူတွေကတရုတ်အစိုးရမြန်မာနိုင်ငံရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုလည်းကန့်ကွက်ခဲ့ကြတာပါဆန္ဒပြပွဲတွင်အစိုးရပူပူ တောင်ကိုရီးယားမှာလာရောက်သီဆိုဖြော်ပြလို့ပြဿနာတက်သွားခဲ့တာကိုနမူနာယူပြီးစကားစဘက်တော်သားတွေကိုသတိထားတင်ကြောင်းလဲပြောကြားခဲ့ကြပါသေးတယ်။ဆိုတော့ပိုပိုကိုရီးယားကိုလာသွားတယ်ပြန်သွားတော့ကြက်ထသွားတယ်ပေါ့နော်။လက်ရှိမြန်မာနိုင်ငံမှာလည်းပဲခိုင်နှင်းဝေဖော်ရရှင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအမျိုးမျိုးဖြစ်ပေါ်နေတယ်ပေါ့နော်။ဒီနေရာမှာပြည်တွင်းပြည်ပတော်လိုင်းအင်အားစုတွေတော်လိုင်းတက်ကြွတယ်သူသဖြင့်မြန်မာနိုင်ငံသူနိုင်ငံသားတွေ အာနာရှင်စနစ်ဇိုးကနေအမြန်ဆုံးလွတ်မြောက်ဖို့ကတော့ကောင်းသုံးရမယ်လို့ပြောကျင်ပါတယ်ညီညွတ်ညွတ်ရှိရမယ်လို့ပြောကျင်ပါတယ်ကစားဘက်ကနေပြီးတော့တချို့တွေတွန်းလာတယ်ခုနောက်ပိုင်းတခြားကိစ္စတွေမှာလည်းဝေယသမျဘက်ကဝေယလို့ရသမျသိကြတဲ့90ရာခိုင်နှုန်းကသူတို့လူတွေဒါကျွန်တော်တို့ခံမှန်းကြည့်တာပေါ့ချစ်ရချစ်ရဒီအောင်ဆုံးရစစ်ပေါင်းစီကိုလည်းလည်းရောင်းချတာချစ်ရချစ်ရချစ်ရတောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေဟာ အခုလိုဆန္ဒပြပွဲတွေအပြင်ຫນွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေပွဲတွေကိုလည်းပြုလုပ်နေကြတာပါခင်ဗျာ ကျွန်တော်မောင်တူပါဒီတော့ဒီတော့ဒီတော့